ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ grade 11 english unit 2က present simple ရယ် present continuous present perfect ရယ် present perfect continuous tense ဒီ tense လေးမျိုးကိုအတူတူလေ့လာကြည့်ကြရအောင်ပထမဦးဆုံး the present simple the present simple tense is used to speak or write about general truths present simple ကိုတဲ့ နော် general truth ရေပုံရအမှန်တရားတွေအတွက်သုံးတယ်ဥပမာရေပုံရအမှန်တရားဆိုတာကဘာတီတွေ၍မှန်ကန်နေမဲ့အမှန်တရားမျိုးတွေကိုပြောတာဘယ်လိုမျိုးဟာလဲဥပမာကြည့်အောင် gases expand when they are heated ကျန်းဝေးတွေဟာတဲ့ expand ဖောင်းပွားတယ် when they are heated သူတို့ကိုအပူပေးလိုက်တဲ့အခါဓာတ်ငွေတွေကဖောင်းပွားတယ်တဲ့ဒါဒီဘယ်အချိန်အပူပေးပေးဓာတ်ငွေဟာဖောင်းပွားမှာပဲဒါကြောင့်မို့သူ့ကိုထဘရအမှန်တရား ကဘာတီတရေအမှန်ကန်နေမဲ့အမှန်တရားမျိုးဆိုရင်ကျွန်တော်တို့က present simple နဲ့ရေးတာဖြစ်တဲ့သူ့ကို past တဲ့ရေးလိုက်မယ်ဆိုရင် get is expanded when they are heated လို့ရေးလိုက်မယ်ဆိုရင်တန်းငွေများကိုအပူပေးလိုက်တော့ခါနော်ဖောင်းပွားခဲ့ကြသည်လို့ရေးလိုက်မယ်ဆိုရင်အရင်လုံးကတော့ဖောင်းပွားခဲ့တယ်အခုတော့မဖောင်းပွားတော့ဘူးဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်မမှန်ကန်တော့ဘူးပေါ့နော်ဒါကြောင့်မို့ကဘာတီတရေအမှန်ကန်နေမဲ့အမှန်တရားမျိုးတွေဆိုရင်ကျွန်တော်တို့က present simple နဲ့ပဲရေးရပါတယ်နောက်တစ်ခု the moon does not shine by itself လကားတဲ့သူ့ရဲ့ကိုပိုင်လင်းနဲ့လင်းနေတာမဟုတ်ဘူးတဲ့ it reflects the light from the sun နေရဲ့အလင်းရောင်နေစီရဲ့အလင်းရောင်နဲ့သူဟာအလင်းပြန်နေတာတဲ့ဒါလည်းကဘာတီရီအမှန်ကန်နေမဲ့အမှန်တဲဝင်ဖြစ်တဲ့အတွက် does not shine present simple နဲ့ပဲရေးရတာဖြစ်ပါတယ်နောက်တစ်ခု what temperature does water boil at ဘယ်အပူချိန်မှာရေဆူတာလဲတဲ့ဒါကလည်းဒါဘယ်အပူချိန်100 degree celsius ဆိုရင်ရေဆူမှာဖြစ်တဲ့အတွက် ဒီလိုမျိုးမှန်ကန်တဲ့အမှန်တရားမျိုးတွေကိုမေးကျင်တဲ့ခါကျရင်ကျွန်တော်တို့က phrase ဆုံးဖက်ဖို့ပဲသုံးရတာဖြစ်ပါတယ်နောက်တစ်ချက် habitual activities of the present စကူလရှိအချိန်ပြုလုပ်စပြုလုပ်နေကြလှုပ်ဆောင်နေကြ habit အလေးအထတွေကိုပြောကြည့်ရင်လည်း phrase ဆုံးဖက်ဖို့ပဲသုံးပါတယ်တဲ့သူကအလေးအထကအတိတ်သုံးကလောက်ခဲ့တဲ့အလေးအထတွေကိုလည်းပြောလို့ရတယ်ဒါက past tense ရိုးရိုးမှပြောလို့ရတယ်သို့တော့သူက of the present လို့ပါထားတယ် ယခုလက်ရှိလုတ်ဆောင်နေတဲ့အလေးအထတွေကိုပြောကြည့်ရင်လည်း present simple ကိုတုံးလို့ရတယ်တဲ့ Grandpa usually goes for a walk in the evenings ညနေပိုင်းတွေမှာအဖိုးဟာအများအားဖြင့်လမ်းလျှောက်ထွက်တယ်ဒါသည်အဖိုးရဲ့ habitual activity of the present ဖြစ်တယ်အခုလက်ရှိအဖိုးရဲ့အလေးထားကိုပြောကြည့်နော်နောက်တစ်ခုက our family does not often go out for meal ကျွန်တော်တို့မိသားစုကတဲ့အပြင်ကို ထွက်ပြီးတော့မှစားခဲ့တယ်တဲ့ဒါလည်းကျွန်တော်တို့မိသားစုရဲ့အလေးအထားဖြစ်တယ်အလေးကျင့်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့က present simple နဲ့ပဲရေးရတယ် our family didn't often go out for me ဆိုရင်ကျွန်တော်မိသားစုကနော်အပြင်ကိုထွက်စားလေးမရှိခဲ့ကြဘူးဆိုရင်အခုတော့ရှိတယ်ဆိုတဲ့ဒီပဲသွားလိုက်မယ်ဒါအလေးထားမှုတော့ဘူးအခုလက်ရှိချင်းအလေးထားမှုတော့ဘူးသူက off the present အခုလက်ရှိချင်းအလေးထားလို့ပြောထားတာ do your friends usually go to concerts မင်းတငယ်ချင်းတွေ concerts ီတောက်ပွဲကိုသွားလေးရှိသလားတဲ့ဒါလည်း habit ကိုမေးတာဖြစ်တဲ့အတွက် present simple နဲ့ပဲရေးရတာဖြစ်တယ်နောက်တစ်ခုက states or condition at the present time ယခုလေးရှိအချိန်ဖြစ်ဖြစ်နေယခုလေးရှိအခြေအနေကိုပြောချင်ရင်လည်း present simple ကိုပဲသုံးလို့ရတယ်ယခုလေးရှိအခြေအနေဆိုတာ my brothers plays for yangon united fc ကျွန်တော်အကူကတဲ့ yangon united fc အတွက်ကစားတယ်ဆိုတော့ဒါဒီယခုလေးရှိအခြေအနေကိုပြောချင်တာသူ့ကိုကျွန်တော်တို့က first နဲ့ရေးလိုက်မယ်ဆိုရင် play it ed နဲ့ရေးလိုက်မယ်ဆိုရင်ရန်ကုန် united အတွက်ကစားခဲ့တာအခုတော့မကစားတော့ဘူးဆိုတဲ့ပဲပြောလိုက်မယ်ယခုလက်ရှိကစားနေရမျိုးဆိုရင် the present simple နဲ့ပဲရေးရတာပါတဲ့ his duty do not include answering phone calls သူ့ရဲ့တာဝန်ကဖုန်းတွေကိုလက်ခံဖြေကြရတာတွေမပါဘူးတဲ့ဒါကလည်းအခုလက်ရှိအခြေအနေမပါတာဖြစ်တဲ့အတွက် present simple နဲ့ပဲရေးရတာဖြစ်တယ် that's the call belong to you the ကိုင်းကြီးကမင်ဟာလားလို့မေးတာဒါလည်းယခုလက်ရှိအခြေအနေဝင်မေးတာဖြစ်တဲ့အတွက် present simple နဲ့ပဲမြည်ရတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်တစ်ချက် events which are part of the timetable a regular schedule or something similar events ဖြစ်ရတွေ which are part of a timetable အချိန်စရာတစ်ခုရဲ့အစိတ်ပိုင်းဖြစ်တဲ့ဖြစ်ရတွေ a regular schedule schedule လို့လည်းဖတ်လို့ရလို့ schedule လို့လည်းဖတ်လို့ရတယ်ပုံမှန်လုပ်ငန်းစဉ်တွေအချိန်စရာတစ်ခုရဲ့အစိတ်ပိုင်းတွေဖြစ်တဲ့ဖြစ်ရတွေ something similar အလားတူဖြစ်ရမျိုးတွေဆိုလဲကျွန်တော်တို့က present simple ကိုသုံးလို့ရတယ်တဲ့ the train leaves at 6 am tomorrow ယထာသည်မနေ့ပြန်မနေ့6နာရီကိုထွက်မယ်ဒါသည် tomorrow ဆိုတော့ future tense well verb infinite နဲ့ရေးရမှာသူတို့ညာလဲဒီလိုမျိုး schedule တွေ time table နဲ့ပတ်သက်တဲ့အချိန်စရာတွေကိုပြောနေဆိုရင် present simple နဲ့ရေးလို့ရပါတယ်တဲ့ when does the train leave for mandalay ယထာကမန္တလေးကိုဘယ်အချိန်မှာထွက်မှာလဲဒါကလည်း schedule နဲ့ဆိုင်နေ time table နဲ့ဆိုင်နေသူ့ကိုလည်းကျွန်တော်တို့က present simple နဲ့ရေးတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ present simple အသုံးကပထမဦးဆုံးရေပုံရအမှန်တရားတွေကဘာတီတွေအမှန်နေမဲ့အမှန်တရားတွေမျိုးအလေးယခုလက်ရှိအလေးအထတွေကိုပြောချင်တာမျိုးယခုလက်ရှိအခြေအနေကိုပြောချင်တာမျိုးယခုလက်ရှိအခြေအနေဆိုတာ my father is a farmer ဆိုတာမျိုးနော်နောက်တစ်ခုကအချိန်ဇာတ်တွေပုံမှန်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုလဲ present simple ကိုသုံးလို့ရတယ်တဲ့ဒါဆိုကျွန်တော်တို့ present simple table လေးကိုကျွန်တော်ကြည့်ကြအောင်လို့ သူက present simple ဒီ NWD ဟိရှိ is ဆိုတဲ့ကျွန်တော် subject တွေမှာကျွန်တော်ကကိုမမဦးတော်တော်တခြားနည်းပါလေဖြစ်နိုင်တယ်ပေါ့နော် subject အနေဗတ်နဲ့ subject အမြတ်ဗတ်အများဆိုတာကတော့ကျွန်တော်ဒီအဆင့်မှာပြောစရာမလိုတော့ဘူးလို့ကျွန်တော်ထင်တယ်။ negative လောက်ချင်ရင်လည်းကျွန်တော်တို့က auxiliary verb တွေဖြစ်တဲ့ do ရဲ့ that ရဲ့ကိုခေါ်ပြီးတော့မှ negative လောက်ရတယ်ဆိုတာကိုဒါတော့သိလောက်ပြီးပြီးသူ့ရဲ့နောက်မှာ negative နောက်မှာလိုက်တဲ့ verb တွေဒီလည်း base form ပဲဖြစ်ရမယ်။ပြောရင်တော့က s e s မပါတဲ့ verb တွေ၊ moving verb fat 0ကိုပဲကျွန်တော်တို့ထည့်ပေးရမယ်ဆိုတာလေးကိုသတိပြုမိစေချင်လို့ကျွန်တော်ယူလာပေးတာပါနောက်တစ်ခု question ဆိုရင်လည်းကျွန်တော်တို့က happy birth နဲ့မေးရင်မေးခွန်းဆိုရင် happy birth ကိုအရှုထုတ်လိုက်တာပဲ do you work do you work does you work certificate wh နဲ့မေးချင်တယ်ဆိုရင်လည်းကျွန်တော်တို့ happy birth ရရှိမှာ wh work ကိုထည့်ပေးလိုက်ရင်ကျွန်တော်တို့ကဒါမေးခွန်းပုံစံရသွားပြီပေါ့နော်အဲ့တော့ဒီ test တွေကိုအလေးချက်မရှိသေးတဲ့သူကဒီဇာတ်လေးကိုပါတွေးပြီးတော့မှလေ့လာစေချင်ပါတယ်ဒါဆိုရင်နောက် test တစ်ခုကိုတွားကြရအောင် ုတ်ကဲ့ကျွန်တော်ကျွန်တော်ပြောဖို့တစ်ခုကြာနေတာကဒီအငင်းလောက်ချင်တာပဲဖြစ်ဖြစ် question လောက်ချင်တာပဲဖြစ်ဖြစ် happy birthday ကိုယူပေးရတယ်ဆိုတာလေးကိုပါဟုတ်ကဲ့နောက်တစ်ခုက the present continuous tense is used when we wish to speak or write about actions that are going on slip ဖြစ်နေစေ action များအပြုမူများ at the moment of speaking စကားပြောနေစဉ်မှာဖြစ်နေစေကိစ္စရများဖြစ်နေစေ action များဖြစ်နေစေအပြုမူတွေကိုပြောကြည့်ရင်သုံးတာတဲ့ သူ့ရဲ့အချုပ်က at the moment of speaking မဲ့စကားပြောနေစဉ်မှာဖြစ်ပြနေရမှာ the present continuous tense ရဲ့အချုပ်က present simple ကစကားပြောနေစဉ်မှာဖြစ်ပြနေမှုမလို့ present continuous tense ကစကားပြောနေစဉ်မှာဖြစ်ပြနေရမယ် look the sign is shiny ကြည့်တဲ့နေပူနေတာနေတာနေတာခုစကားပြောနေစဉ်မှာနေတာနေတာ he is talking to his friend သူကသူ့တငယ်ချင်းကိုစကားပြောနေတာတဲ့ he isn't listening to the teacher သူဆရာကိုစကားဆရာစကားကိုနားမထောင်နေဘူးဆရာပြောတော့နားထောင်နေဘူး ဲ့တော့စကားပြောနေတဲ့အချိန်မှာသူကသူ့တငငချင်းနဲ့စကားပြောနေတာသူဆရာပြောတာကိုနားမထောင်ဘူးဒါတွေဒီ present continuous tense ဖြစ်ပါတယ်တဲ့ why are you making so much noise မင်းဘာကြောင့်မတလောက်စူးစူးညံလုံနေရတာလဲကျွန်တော်တို့စကားပြောနေတဲ့အချိန်မှာသူတို့ကစူးစူးညံညံလုံနေတာเนาะဒါကြောင့်မို့ present continuous tense နဲ့ပဲရေးရပါတယ်နောက်တစ်ချက် actions that will happen in the near future or future arrangement near future လာမယ့်နီးနီးကပ်ကပ်အနာဂတ်မှာဖြစ်ပြမဲ့ action တွေเนาะဖြစ်ပြမဲ့ အလုပ်တွေကိုပြောကြည့်ရင်လည်း present continuous ဆိုသုံးလို့ရတယ်နောက်တစ်ခုက future arrangement အနာဂတ်မှာကိုလုပ်ဖို့ဆုံးဖြတ်ပြီးတော့မှစီမံကိန်းချထားပြီးစားကိစ္စတွေကိုပြောကြည့်ရင်လည်း present continuous tense ကိုသုံးလို့ရတယ်တဲ့အနာဂတ်မှာဖြစ်ပျက်မယ်ဆိုပြီးတော့မှကျွန်တော်တို့ကဒီ well နဲ့ future tense နဲ့တွဲကြည့်စရာမလိုဘူး near future တော့မဟုတ် future arrangement နေနဲ့ပတ်သက်တယ်ဆိုရင် present continuous tense ကိုသုံးပြီးတော့မှရေးလို့ရတယ် we are spending next summer in cologne လာမယ့်နေရာဒီမှာ ကျွန်တော်တို့ကလောမျိုးမှာအချင်းကုန်ဆုံးညမှာဒါသည် arrange လုပ်ထားပြီးသား arrangement လုပ်ထားပြီးသားကိစ္စရပ်မျိုးကိုပြောချင်တာတေချာပြီးသားကိစ္စရပ်မျိုးဆိုရင် present continuous tense ကိုပြောလို့ရတယ် we were spend ဆိုရင်တိတ်မတေချာဘူး are spending ဆိုရင်တော့တေချာတယ်သူတို့အထုပ်ပွေးတောင်ပြင်ဆင်ထားပြီးပြီးတော့ဟိုမှာအိမ်နေပါတယ်ငါထားပြီးပြီးဆိုတဲ့ကိစ္စရပ်မျိုးသူတို့စီစဉ်ထားပြီးသားဖြစ်တယ်အဲ့တော့နောက်တစ်ချက် so this is not coming home this week. ဒီတစ်ပတ်အင်ကိုပြန်လာမှာမဟုတ်ဘူး။ဟိုမှာသူတငယ်ချင်းနဲ့ချင်းထားတာ ူငွေချင်းလေးနဲ့ပြောပသာထွက်ကြမှာဘရပညာဟိုမှာစီစဉ်ထားပြီးသားကိစ္စမျိုးမလာတော့မှတေချာသွားတဲ့ကိစ္စမျိုးတွေမှာ present continuous tense ကိုတုံးလို့ရတယ်။ When are you leaving the hotel? မင်းဟိုတယ်ကနေပြန်ချင်းထွက်မှာလဲ။ဒါကလည်း arrangement ဘိုးကိုမေးတာဖြစ်တဲ့အတွက် present continuous tense တုံးရပါတယ်။နောက်တစ်ချက် repeated action နော် repeated action ဆိုတာတက်တလဲလဲဖြစ်နေတဲ့အလုပ်ဖြစ်တက်တလဲလဲလုပ်နေတဲ့အလုပ်တွေ whatever like always always လိုမျိုး effect တွေနဲ့တွဲယူမှာတုံးတယ်တက်တာ annoying annoying ဆိုတာကစိတ်နှောင့်ရှစ်ဖြစ်စေတဲ့ repeated action ထပ်တလဲလဲဖြစ်နေတဲ့ action တွေကိုပြောချင်လဲတုံးတယ်ဥပမာအဖြစ် papa is always asking silly question papa ဟာအမြဲတမ်းဒီယူကြုံကြုံမေးခွန်းတွေမေးနေလိုတာပဲအမ always asking ဒီနေရာမှာ always နဲ့ present continuous tense နဲ့တုံးမယ်ဆိုရင်လွန်လွန်လွန်းနေဆိုတဲ့အဓိပ္ပာယ်ပဲ papa ဟာယူကြုံမေးခွန်းတွေကိုမေးကိုမေးလွန်းနေအဲ့လိုမျိုးပြောချင်တာပါ ကိုယ်စိတ်ဒုက္ခရောက်စေတယ်။အာမိကိုမေးလို့နေအဲ့လိုပြောချင်တာ။ဒါမျိုးကိုကျွန်တော်တို့က present continuous tense နဲ့သုံးလို့ရပါတယ်။ why are they always coming around here to borrow things ဘာကြောင့်မို့သူတို့တွေဒီကိုခဏခဏလာပြီးတော့မှပစ္စည်းတွေငားလာငားနေရတာလဲခဏခဏလာပြီးတော့မှ repeated action ပေါ့နော်တစ်ခါတစ်ခါလာနေတဲ့အတွက်သူတို့ကိုစိတ်နှောက်ရှစ်ကိုဖြစ်ပြီးဒီလိုမျိုးကိစ္စတွေမှာတွေ့လို့ရတယ်နော် I'm always forgetting things these days ငါခုတလောအရင်ကိုမေ့နေတာပဲဆိုတော့မျိုးပေါ့နော်ငါရခုတလောအရင်ကိုငါမေ့ကိုမေ့တယ်လွန်းတယ်အဲဒီလိုမျိုးပြောအောင်ပေါ့ကို annoying ဖြစ်စေတဲ့ကိစ္စမျိုးတွေမှာ present continuous tense ကို always နဲ့တွဲသုံးပြီးတော့မှရေးလို့ရတယ်တဲ့ဟုတ်ကဲ့ဒါကတော့ present continuous tense ရဲ့ပုံစံပေါ့နော် the initiative the subject ရဲ့ amiss of to be ရဲ့ present participle လို့ခေါ်တဲ့ verb ing ရဲ့ subject ရဲ့နော် but to be amiss ရဲ့ verb ing ရဲ့ question ဆိုရင်လည်းကျွန်တော်ကျွန်တော်တို့ကလွယ်တယ်ဒီ back to video ကိုရှေ့ကိုထုတ်လိုက်ရုံပဲ back to video ကိုရှေ့ကိုထုတ်လိုက်ပြီးတော့မှ scene order လေးကိုချိန်လိုက်မယ်ဆိုရင် question mark လေးထည့်လိုက်တာနဲ့ဒါဒီ question ဖြစ်သွားတယ်ပေါ့နော်ဟုတ်ကဲ့ဒီ present continuous tense နဲ့ present simple နဲ့အဓိကကွာခြားချက်က present simple ကစကားပြောနေစဉ်မှာဖြစ်ဖြစ်နေပုံမလို့ present continuous tense ကြတော့စကားပြောနေစဉ်မှာဖြစ်ဖြစ်နေဖို့လိုအပ်တယ်ဒါကတော့သူတို့နှစ်ခုကြားကအဓိကကွာခြားချက်ဖြစ်ပါတယ် ဒါဆိုရင်နောက် test တစ်ခုကိုတွားကြရအောင် the present perfect the present perfect tense is used to speak or write about completion of an activity activity တခုပြီးစီးသွားတဲ့ကိစ္စရာမျိုးကိုကျွန်တော်တို့က present perfect နဲ့ပြောလို့ရတယ် example i have read 3 books so far this month so far ဆိုတာအခုတခုထိလို့ပြောတာအခုချိန်ထိအခုတိုင်းတာထိ this month ဒီလဒီလမှာတဲ့ငါ စောက်သုံးအောင်ဖတ်ပြီးပြီတဲ့ဒါဖတ်ပြီးသွားတဲ့ကိစ္စမျိုးပြီးစီးသွားတဲ့ကိစ္စမျိုးကိုပြောတာမပြီးစီးသွားတဲ့ကိစ္စမျိုးကိုလည်းပြောလို့ရတယ်သူက she has not sent the parcel yet to the parcel ကိုမပို့ရသေးဘူးတဲ့ဒါတော့ပြီးစီးသေးတဲ့ကိစ္စပေါ့ဗျာပြောမယ်ဆိုရင်တော့ဟုတ်ကဲ့ have you bought air tickets for the trip မင်းခီးစဉ်တွေလေရင်လက်မှတ်တွေကိုကြိုတင်မှထားပြီးပြီလားတဲ့ဒါကလည်းဒီပြီးစီးသွားတဲ့ကိစ္စမျိုးပေါ့နော်ကိုပြီးစီးရမယ့်ကိစ္စမျိုးတွေကိုပြောခြင်းလဲ present simple ကို sorry present perfect ကိုတွန်းရတာဖြစ်တယ်တခုခုကိုလုတ်ပြီးပြီလားเนาะမလုတ်သေးဘူးလားပြောချင်တဲ့ကိစ္စမျိုးတွေကို present perfect နဲ့တွန်းရတာနောက်တစ်ခုက experience having had having had ဆိုတာကကြုံတွေ့ခဲ့ပြီးတော့ experience အတွေ့အကြုံတွေ at the moment of expression အခုလက်ရှိစကားပြောတဲ့အချိန်မှာအခုဖော်ပြတဲ့အချိန်မှာကိုကြုံတွေ့ခဲ့ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြောခြင်းရယ်လဲ present perfect ကိုတွန်းလို့ရတယ် I have been to Thailand twice. Thailand ကိုနှစ်ခါတောင်ရောက်ဖူးတာတဲ့ဒါသူ့ရဲ့ experience ဖြစ်တယ်။ She has never tried a seafood cocktail. Seafood cocktail ကိုသူတစ်ခါမှသူမမြင်မဆမ်းဘူးတဲ့။ဒါကသူမကြုံတွေ့ရသေးတဲ့အတွေ့အကြုံပေါ့နော်။နောက်ကွာ Have you ever said across the Adaman Sea? Adaman Plain ကိုဖြတ်ပြီးတော့မေးရလွန်ဘူးသလားတဲ့။ဒါလည်းအတွေ့အကြုံတွေကိုပြောခြင်းအတွေ့အကြုံတွေကိုမေးခြင်းဖြစ်တဲ့အတွက် present perfect နဲ့ပဲမေးရတာပြောရတာဖြစ်တယ်။ Now the check continuity of an activity which began sometime in the past အတိတ်ကာလတုန်းက in the past နော်အတိတ်ကာလတုန်းအတိတ်ကာလတည်းက sometime တစ်ချိန်ချိန်မှာ which began စတင်ခဲ့တော့ in activity activity တစ်ခုက continuity စစ်လက်ဖြစ်ဖြစ်နေမှုကိုပြောချင်တာ but ဒါပေမဲ့အဲ့ဒီ continuity က continuous continues စစ်လက်ပြီးတော့ဖြစ်ဖြစ်နေတာ up to the moment of expression အခုစကားပြောနေတဲ့အချိန်ထိနော်စစ်လက်ပြီးတော့မှ ဖြစ်ပစ်နေတဲ့ကိစ္စမျိုးတွေကို present perfect ကိုသုံးလို့ရတယ်တဲ့အတိတ်ကာလကတချိန်ချိန်မှာစခဲ့တယ်အခုကျွန်တော်တို့ဖော်ပြတဲ့အချိန်တိမပြည့်စုံဘူးအဲ့ဒီကိစ္စရဲ့ကဖြစ်နေတော့မယ်လို့ပြောချင်ရင်ဒီကိစ္စကိုဒီ present perfect ကိုသုံးတာပေါ့နော်ဥပမာအဖြစ်ပြောမယ်ဆိုရင် I have lived in Yangon for more than 15 years ကျွန်တော်ရရန်ကုန်မှာနေလာတာ15နှစ်ကျော်ပြီအခုထိလည်းနေနေသေးပဲလို့သူပြောတာဖြစ်တယ်နောက်တစ်ချက် The two friends have not talked to each other since their quarrel တို့ရံဖြစ်ပြီးကလေးကတငငချင်းနဲ့ဟာတက်နေတဲ့စကားမပြောကြဘူးတဲ့အဲ့တော့ဒီရံဖြစ်ပြီးတဲ့ကလေးဟိုတိတ်တုန်းကရံဖြစ်ခဲ့တဲ့ကလေးကအခုချိန်ထိတို့စကားမပြောကြတာ to the moment of expression ဆိုတာဒီအခုကျွန်တော်တို့စကားပြောတဲ့အချိန်ထိတို့ဟာရံဖြစ်ခဲ့ကအခုထိတို့စကားပြောကြသည်ဘူးဆိုတဲ့အတိပဲအတိတ်ကလာကစခဲ့တယ်အခုထိလည်းဖြစ်နေတော့မပြီးသေးသေးဘူးဆိုတဲ့ကိစ္စအမျိုးကိုသုံးကြည့်ရင်ပြောကြည့်ရင်လည်း present perfect tense ကိုသုံးလို့ရတယ်တဲ့ဒီ present perfect နဲ့ present perfect continuous က ခတ်ဆင်စင်မယ်အဓိကကွာခြားချက်တစ်ချက်တော့ရှိတယ်ဒါကို present perfect continuous ကိုလေ့လာပြီးကျွန်တော်တို့လေ့လာကြရအောင်ဟုတ်ကဲ့အဲ့တော့အဓိကကွာခြားချက်ထိထားမှလေးကဘာလဲဆိုရင်ဒီ present perfect ကို for တို့နော် for တို့ since တို့ for ရဲ့အနောက်ကတော့ကျွန်တော်တို့ period of time ပေါ့ဗျာကြာချိန်ကိုထည့်ပြီးတော့မှသုံးလို့ရတယ်ဒီ for တို့ since since ကတော့ starting point ပေါ့နော် starting point ဒီလိုမျိုး time expression တွေနဲ့သုံးလို့ရတယ် ြီးစီးသွားတဲ့ time expression တွေဖြစ်တဲ့အကိုးတို့ဘာလို့လဲကျွန်တော်တို့ဒီ present perfect ကို0လို့မရဘူးဆိုတာလေးသိထားမယ် the two friends have not talked to each other last week လို့ကျွန်တော်တို့ဒီလိုမျိုးလွန်ခဲ့တဲ့ပတ်တို့15နှစ်အကြာကတော့ဒီလိုမျိုးဒီပြီးစီးသွားပြီးတဲ့ time expression တွေနဲ့ present perfect ကိုတုံးလို့ရေးလို့မရဘူးဆိုတာလေးကိုကျွန်တော်တို့သတိထားရမယ်အဲ့တော့ဒီ starting point တို့ PDO time တို့နဲ့ရောရေးလို့ရတယ်ကြံတယ်ပြီးစီးသွားတဲ့ time expression တွေနဲ့ ကျွန်တော်တို့ရေးလို့မရအောင်เนาะဘာလို့ဆိုတော့ကျွန်တော်တို့ကမပြည်စည်သေးဘူးကိုသူကအဲ့တော့ဒီမှာလေ့လာမယ်ဆိုရင်အဲဖြစ်ပြီးသွားတဲ့ကိစ္စရပ်မျိုးเนาะဖြစ်ပြီးသွားတဲ့ကိစ္စရပ်မျိုးကိုပြောကြည့်ရင် present perfect ကိုသုံးတယ်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြောကြည့်ရင်လည်း present perfect ကိုသုံးတယ်အတိတ်ကာလကစခဲ့တယ်အခုထိလည်းမပြည်သေးဘူးဆိုတဲ့ကိစ္စမျိုးတွေကိုပြောကြည့်ရင်လည်း present perfect ကိုသုံးတယ်ဒီတစ်ချက်ကတော့ present perfect continuous tense နဲ့လည်းဆင်တယ်ပေါ့เนาะဒီတစ်ချက်ကိုပြောတာပါ အဲ့တော့သူ့ရဲ့ valve ပုံစံတွေက half lap battery ပဲ present perfect ဆိုတဲ့အတွက် half ရဲ့ has ရဲ့အများဆိုရင် half အနည်းဆိုရင် has သူ့ရဲ့ဒီ short form လေးလည်းသိစေချင်လို့ကျွန်တော်ယူလာပေးတာပါသူ့ရဲ့ valve ပုံစံကတော့ subject ရဲ့ has half lap past participle battery လို့ခေါ်တယ် question လုပ်ချင်လဲလွယ်တယ်ဒီ happy valve ကိုကျွန်တော်တို့ကရှေ့ထုတ်လိုက်ပြီးတော့မှဒီတိုင်း setter order ကိုချင်းလိုက်မယ် question mark ထည့်ယူမယ် wh နဲ့ဆိုရင် wh ကို happy valve ရဲ့အရှိမထည့်ပြီးတော့မှကျွန်တော်တို့မေးလိုက်တာ ਨੇ ဒီမေခွန်းပုံစံရတယ်ပေါ့နော်ဒါကတော့ present perfect tense ဖြစ်ပါတယ်ဟုတ်ကဲ့နောက်နောက်ဆုံးတစ်ခုကြံနေတဲ့ present perfect continuous tense တော့ဒီမှာဟိုပစ္စုပန်ရေပစ္စုပန်ကာလာတော့ပစ္စုပန်ဖြစ်ဆက်ကာလာတော့မြန်မာလိုဒီပြောမနေတော့ဘူးရှုပ်လို့ပါအဲ့တော့ကျွန်တော်တို့ grade 11တောင်ရောက်လာပြီဆိုတော့ကျွန်내ကျွန်တော်တို့ဒီအလယ်တန်းဆင်မာရော grade 10မာရောဒီ tense တွေကိုအနည်းနဲ့အများတော့လက်ကျစ်ခဲ့ပြီးသားလို့ကျွန်တော်ယူဆထားလို့ဒီ video lesson မှာ cover အများကြီးကျွန်တော်မလုပ်တော့ဘူး โอเค present perfect continuous tense ငိုရဲဘယ်လိုခါမှသုံးလဲ something that has been in progress throughout a period သူရဲ့ထူးခြားချက်က throughout a period အချိန်တစ်လျှောက်လုံးသူဖြစ်ပြနေတဲ့ကိစ္စမျိုးတွေကိုသုံးတာဥပမာအဖြစ်ပြောမယ်ဆိုရင် mom is still in the kitchen အမေကမိဘကြောင့်နေမှာရှိနေတော့ he has been cooking all morning သူဟာတမနစ်လုံးချစ်ပြုတ်နေတာမပြီးသေးဘူးဆိုတဲ့ကိစ္စမျိုး ူပါနော်တမင်းနဲ့လုံးအချိန်တခြားလုံးဖြစ်နေတဲ့ကိစ္စမျိုးတွေကိုပြောနေတာ in progress ဆိုတာဖြစ်နေစေလို့ပြောနေတာ continuous ပဲ in progress ဆိုတာဒီအချိန်တခြားလုံးဖြစ်နေတဲ့ကိစ္စမျိုးတွေကိုပြောနေတုံးတာတဲ့ what have you been doing these day အမေအခုတော့မေဘာလဲလုပ်နေလဲအခုတော့ဘာလဲလုပ်နေလဲလို့မေးတာအခုတကယ် maybe တရားလွယ်လည်းဖြစ်ဖြစ်မယ်တပတ်လွယ်လည်းဖြစ်ဖြစ်မယ်အခုတော့မေဘာတွေလုပ်နေလဲ ဟိုမတွေ့ရတဲ့ဂျာထဲမှာမင်းဘာလုပ်နေလဲလို့သူမေးတာဖြစ်တယ်အခုလောလောဆယ်တငယ်ချင်းကတတုတ်တက်တက်ထုနေတာမြင်လို့ဟေး why are you doing လို့မေးတာမဟုတ်ဘူးမင်းဘာလုပ်နေရလဲလို့မေးတာမဟုတ်ဘူးနော် what have you been doing ဆိုတာအခုငိုလို့မတွေ့တဲ့တော့လဲမှာမင်းဘာလုပ်နေလဲကွာဒီလိုမေးတာဖြစ်တယ်နောက်တစ်ချက်ကြည့်အောင် continuity of an activity ဒါကျွန်တော်တို့ present perfect နဲ့အတူတူပဲ which began sometime in the past but continue up to the present အတိတ်ကာလက sometime အတိတ်ကာလတစ်ချိန်ချင်းကစတင်ခဲ့တဲ့ဖြစ်ရဟာအခု လက်ရှိချိန်ထိဆက်လက်ဖြစ်ပျက်နေတဲ့ကိစ္စမျိုးတွေကိုပြောချင်တာဖြစ်တယ်။ Oh Min Aung has been working at the at the company since 2010. ဒီဟာကိုကျွန်တော်တို့က Oh Min Aung has worked at the company since 2010လို့လည်းရေးလို့ရတယ်။ဒီဟာကအတူတူပဲ။နောက်တစ်ခု How long have you been doing these day? ဒါကတော့မင်းအဲကျွန်တော်မှားထားရတာမသိဘူးခဏလောက်ကျွန်တော်စစ်ဆေးပြရစီ။ ခုကကျွန်တော် typing error ဖြစ်ထားလို့ပါဒီနေ့မှာ how long have you been sitting here ဖြစ်ရမှာမင်းဒီမှာထိုင်နေတာဘယ်တော့တော့ကြာသွားပြီလဲဘယ်ကလေးကစထိုင်နေရလဲနောက်ခုဒီမထရသေးတာအဲဒီလိုမျိုးကိစ္စပေါ့နော်အဲ့တော့အတိတ်တုန်းတစ်ချိန်ချိန်တုန်းကစခဲ့တယ်အခုထိစစ်လစ်ဖြစ်နေတဲ့ကိစ္စမျိုးတွေမှာ present perfect continuous tense ကိုသုံးတယ် how long have you been sitting here ဆိုတာလဲအတိတ်တုန်းကလို့ထိုင်နေတာအတိတ်တုန်းကဆိုတာကအာကြာချိန်တစ်ခုခုကိုပြောနေတာပေါ့နော်အဲစဒီတစ်ချိန်ချိန်မှာစခဲ့တယ်အခုထိ စစ်လက်ဖြစ်နေသေးပဲဆိုတဲ့ကိစ္စမျိုးတရုတ်သူကယာယီသဘောမဆောင်ဘူး present continuous tense ကယာယီသဘောပဲအခုစကားသွင်းနေစမှာယာယီကိစ္စလေးဖြစ်ဖြစ်တာဒီ present perfect continuous tense ကြတော့ယာယီမဟုတ်ဘူးဟိုးရင်တွေကစခဲ့တာအခုတည်းလဲစလုပ်နေတော့မပြီးသေးဘူးဆိုတဲ့ကိစ္စမျိုးပေါ့နော်ပြီးလည်းပြီးသွားမယ်ပြီးနေမပြီးသေးဘူးဒီအကြောင်းကိုကျွန်တော်တို့ဒီနောက်အလင်းတင်တဲ့လို့ကျွန်တော်ဒီ test တစ်ခုချင်းစီကို ကျွန်တော်ဗီဒီယို cover လုပ်ဖို့ကျွန်တော်စီစဉ်ထားပါတယ်အဲ့ဒီကြမ်းမှာပဲကျွန်တော်တို့အကျေဖွဲ့မှလေ့လာကြအောင်အခုသင်ခန်းစာကတော့ကျွန်တော်ဒီ exercise ကိုဖြည့်နိုင်ဖို့ကိုပဲကျွန်တော် cover လုပ်တာဖြစ်တဲ့အတွက်ဒီ video lesson မှာတော့အများကြီးကျွန်တော်မပြောနိုင်တော့ဘူးဒါကိုနားလည်ပြီးသိချင်ပါတယ်ဟုတ်ကဲ့စစ်ကြည့်ကြအောင် main difference အဓိကကွာခြားချက်နော် present perfect နဲ့ present perfect continuous tense ကအဓိကကွာခြားချက်ကပါလေ mom is still in the kitchen she has been cooking all morning အမေကမြို့ကျောင်းထဲမှာရှိနေတော့သူ10မိနစ်လုံးချစ်ပြုတ်နေတာမပြီးသေးဘူး result မထွက်သေးဘူးသူကနော်စားစရာတောက်စရာဘာမှမရသေးဘူးဆိုတဲ့အတိအကယ်၍ကျွန်တော်တို့က man has good dinner အမေက dinner ချစ်လို့ပြီးပြီဆိုရင် result ရှိနေပြီကျွန်တော်တို့စားဖို့အရင်ဖြစ်နေပြီလို့ပြောချင်တာဖြစ်ပါတယ်အကယ်၍ time expression နေနဲ့တွဲမှသုံးမယ်ဆိုရင်တော့ဒီ test နှစ်ခုလုံးဟာအတူတူပဲအစံပြာကိုကိုကြိုက်တယ်လို့ယူပြီးတော့မှသုံးလို့ရတယ်ဆိုတာလေးကိုသိစေချင်တယ်ဟုတ်ကဲ့ဒါဆိုရင် present perfect continuous က action ကိုပဲပြောချင်တာသူက action ကိုပဲ ဘယ်လောက်ကြာကြာလုပ်တယ်ဆိုတဲ့ action ကိုပဲပြောချင်တာ present perfect ကသူက result ကိုဦးစားပေးရမှာပြောချင်တာဖြစ်တယ်ဟုတ်ကဲ့သူရဲ့ verb form လေးကိုကြည့်ကြအောင်ဆို she has been writing in essay all night သူမဟာတဲ့တညလုံး essay တပုတ်ရေးနေတာသူမပြီးသေးဘူးတော့သူ result မထွက်သေးဘူးကိုလေး has written an essay ကိုလေးကတော့ essay တပုတ်ရေးပြီးသွားပြီအာဓမ္မပြတာရှိသွားပြီဒါတွေ result တွေဖြစ်တယ်အဲ့တော့ present perfect က result ဦးစားပေးမှာပြောတယ် present perfect continuous ကသူ့ရဲ့ action ကိုပဲဦးစားပေးမှပြောချင်တာဖြစ်တယ်ဒါက present perfect နဲ့ present continuous tense ရဲ့ sorry present perfect ရဲ့ present perfect continuous tense ရဲ့သူ့ရဲ့အဓိကကွာချက်ဖြစ်တယ်ကျန်တာတွေကတော့လှည့်လည်ပြီးတော့မှတုံးလို့ရတယ်ကိစ္စမရှိဘူးဒါဆိုရင်စီပြောမယ်လို့ထင်တယ်အဲ့တော့ present perfect continuous tense ကအတိတ်တုန်းကစခဲ့တယ်ခုထိလည်းလုပ်နေတော့မပြီးသေးဘူးဆိုတဲ့ကိစ္စမျိုးတွေမှာတုံးပါတယ်အဓိကချက်ကဒါပါပဲဒါဆိုရင်သူ့ရဲ့ verb form က have been verb ဖြစ်ကြီး subject has have been perfect မေးခွန်းလုံးမယ်ဆိုလည်းအတူတူပဲကျွန်တော်တို့ happy math ကိုချိဥထုတ်လိုက်တာနဲ့ set order ကိုချင်းလိုက်တာနဲ့ question mark ထည့်လိုက်ရင်ဒါသည်မေးခွန်းဖြစ်သွားပါတယ် wh ဆိုရင်လည်း wh ကို happy math ရဲ့ရှိမှာထည့်ပြီးတော့မှ wh ဘက်ကိုထည့်ပြီးတော့မှမေးလိုက်ပြောလိုက်တာနဲ့မေးခွန်းပုံစံဖြစ်သွားတယ်ဒါဆိုရင်တော့အားလုံးဆင်နေကြမယ်လို့ထင်တယ်အဆင်မပြေသေးဘူးဆိုရင်လည်းကျွန်တော်ဗီဒီယိုလေးကိုအစကနေပြန်လေးလေးကြည့်ပြီးပါပြီးမှ exercise ကိုလုပ်ကြရအောင် complete each blank with the correct tense of the verb given in brackets ကိုယ်နမပေးထားတဲ့ဒီ verb တွေရဲ့မှန်ကန်တဲ့ tense ပုံစံနဲ့ကုလတ်တွေကိုဖြည့်ပေးပါတဲ့အဲ့တော့ number 1ကြည့်အောင် how many glasses of water you drink a day မင်းတနေ့ကိုရေဘယ်နှခွဲတောက်တယ်လဲဒါက habits ကိုမေးတာ habitual ကိုမေးတာအဒီ sorry အလေးအထားအလေးချင်းကိုပြောရဲဆိုရင်ကျွန်တော်တို့က present simple ကိုပဲသုံးရမှာဒါကြောင့်မို့ဒီဟာကမေးခွန်းဖြစ်တဲ့အတွက်မေးခွန်းလုပ်ချင်ရင် do ရဲ့ death ရဲ့ happy birth ကိုခေါ်အောင်မယ်အဲ့တော့ကျွန်တော်တို့က you ဆိုတဲ့အတွက် happy birth do ကိုပဲခေါ်မှာရမှာအဲ့တော့ do you drink a day ဖြစ်ရမယ်နံပါတ်2 you take any vitamins at the moment at the moment ဆိုတာလေးကအဓိကပဲယခုလက်ရှိအချိန်စကားပြောနေတဲ့အချိန် now နဲ့အတူတူပဲသူကဒါကြောင့်မို့ကျွန်တော်တို့ကဒါကို present continuous လို့ယူဆရမယ်အဲ့တော့မေးခွန်းဖြစ်တဲ့အတွက် present continuous မေးခွန်းဆိုရင် ms server find ဖြစ်တဲ့အတွက် မေးခွန်းဆိုရင် emissor ကိုရှေ့ထုတ်လိုက်အောင်မယ် u ဆိုတဲ့အတွက် r ဆိုတဲ့ happy back ကိုကျွန်တော်တို့ခေါ်ပေးရမယ်ဒါကြောင့်မို့ are you thinking လို့သုံးပါဆင်ပြီးမယ်နောက်တစ်ခု phota 2 is tired now phota 2ကအခုပင်ပန်းနေပြီတဲ့ now ပါတိုင်းကျွန်တော်တို့က present continuous tense လို့ translate လို့ဆက်လို့မရဘူး all day ဆိုတဲ့ time expression ပါတယ်တနေ့လုံးဆိုတဲ့အတွက်ဒါကိုဟိုအတိတ်ကတစ်ချိန်ချင်းကစခဲ့တယ်အခုဒီမှာပြီးသည်ဆိုတဲ့ကိစ္စမျိုးအခုလောလောဆယ်လေးလည်းပြီးသွားရလည်းဖြစ်နိုင်တယ်နော် အဲ့မျိုးကိစ္စတွေဆိုရင်ကျွန်တော်တို့ကဘာလို့သုံးဘယ် tense ကိုသုံးမလဲဆိုရင် present perfect continuous tense ကိုသုံးရမယ်သူတနေ့ကိုနော်ဒီ in the garden ဥယျာဉ်ထဲမှာသူတူဆွနေတာဒါကြောင့်မို့သူအရင်ကပင်ပန်းနေတာဖြစ်တယ်ဒါကြောင့်မို့ has been digging လို့သုံးရမယ် he is digging လို့သုံးလို့မရဘူး all day ပါတဲ့အတွက်ပါ all day ကြောင့်မို့ကျွန်တော်တို့က present perfect continuous tense ကိုသုံးရတာဖြစ်ပါတယ် ောက်တစ်ခု my uncle is working at a foreign company ကျွန်တော်ဦးလေးကတဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတာ up to now ယခုထိเนาะယခုထိသူဟာ visit met 20 countries နိုင်ငံပေါင်း20ကိုသူအလဲပတ်သွားပြီးပြီလို့ဖြစ်ရမှာပေါ့နော်အလဲပတ်သွားနေတယ်လို့ပြောလို့မရဘူးအလဲပတ်သွားပြီးသွားပြီးနိုင်ငံပေါင်း20ကိုအလဲပတ်နိုင်ငံပေါင်း20ကိုတော့သူအလဲပတ်သွားနေလို့မရဘူးလीเนาะတစ်ချိန်နဲ့အဲ့တော့နိုင်ငံပေါင်း20ကိုသူအလဲပတ်သွားပြီးပြီလို့ဖြစ်ရမှာဖြစ်တယ် Okay. Has visited ပါ။နောက်တစ်ခု Someone always leave the window open. တရရောက်ကားတဲ့ဒီပတင်းပေါက်ကိုအမြဲတမ်းဖွင့်ထားတာပဲလို့ပြောချင်တာ။ဒီနေရာမှာစဉ်းစားနေရှိတာက habitual လား။ habit ကိုပြောချင်တာလား habit ကိုပြောချင်ရင်တော့ကျွန်တော်တို့က present simple နဲ့ပဲသုံးရမှာ someone always leave the window open လို့ရေးရမှာတိုးတော်ညာလဲဒီဟာကကိုမသိတဲ့တစုံတယောက်ရဲ့အလေးအထားကိုပြောရဲဆိုတာကမိတ်ဆက်မဖြစ်ဘူးလို့ယူဆလို့ရတယ် ဒါကြောင့်မို့ဒီတဲရောက်ကဒီတကောက်ကိုအမြဲတမ်းဖွင့်ထားရတော့ပဲကွာဖွင့်ထားကိုဖွင့်ထားလွဲ့နေဒီလိုမျိုးကစိတ်နှောင့်ရှစ်ဖြစ်စေတဲ့ကိစ္စမျိုးကိုပြောချင်တာလို့ကျွန်တော်ယူဆရတယ်။ဒါကြောင့်မို့သူ့ကိုကျွန်တော်တို့က present perfect sorry present continuous ပဲသူ့တော်ညာလဲသူ့ကိုကိုယ့်ကို annoying ဖြစ်စေတဲ့ repeated action လို့ယူဆပြီးတော့မှ present continuous ပဲရေးရမယ်။ present simple နဲ့ရေးရင်တော့ကိုမသိတဲ့တစုံတယောက်ရဲ့အလေးထားကိုပြောရင်တော့တရက်သိပ်ပြီးတော့မှ relevant ဖြစ်ဘူးလို့ယူဆရတယ်ပေါ့နော်။ဒါကြောင့်မို့ is always living လို့ ရေးလိုက်ပါတယ်နောက်တစ်ခု how long your brother be in hospital မင်းရဲ့အကိုဆေးရုံမှာရောက်နေတာဘယ်လောက်ကြာပြီလဲလို့မေးရမှာကျွန်တော်တို့ကဒီ tense ကဘာမှဖြစ်နေတဲ့အကြောင်းမရှိတော့ဘာဖြစ်နေလဲဆိုတော့ present perfect ပဲဖြစ်နေတယ် how long has your brother been in hospital နော်ဒါကျွန်တော်တို့ back to sorry present simple နဲ့လည်းမေးလို့မရဘူး present continuous လဲဟောင်းလောင်းဒါလုံးဝကိုမေးလို့မရတော့เนาะအကြာချင်းကိုမေးရမျိုးဆိုရင် present perfect ပဲဒါမှမဟုတ် present perfect continuous tense ပဲသူတို့ညာလဲဒီဟာဒီ present perfect ပဲအသင့်ဆုံးဖြစ်တယ် we built this garage ourselves ဒီကားကိုတောင်ကိုကျွန်တော်တို့ကိုယ်တိုင်ဆောက်တာတဲ့ now it is ready to be used ဒီဟာလေးကအချုပ်ပဲအခုတော့သုံးဖို့အစဉ်နဲ့ဖြစ်နေပြီဆိုတော့ reserve ဖြစ်သွားပြီ no reserve ဖြစ်သွားပြီ reserve ထွက်ထားတဲ့အတွက်သူ့ကိုကျွန်တော်တို့က reserve ကိုဦးစားပေးတယ်ဆိုရင် present perfect ကိုသုံးရမှာဒါကြောင့်မို့ we have been လို့ရေးပြရမယ် we have been building လို့လို့လို့မရဘူးเนาะသူက reserve ထွက်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ we have been လို့ခေါ်တဲ့ present perfect ကိုပဲသုံးမှာဖြစ်တယ် doctors do research on the new disease in hope it hope to finish it in the next 2 months လာမဲ့နလအတွင်းမှာပြီးဖို့မျိုးလည်းနေဆိုမပြီးသေးဘူးเนาะအဲ့ကြောင့်မို့ဒီဆယ်ဝင်တွေကယောဂတက်နေပတ်သက်ပြီးတော့မှ research တွေကိုပြုလုပ်နေကြသည်เนาะအခုလည်းမပြီးသေးဘူးလုပ်နေကြတော့နောက်လာမဲ့နလအတွင်းမှာမှာပြီးမယ်ဆိုတော့တိတ်ကလာစခဲ့တယ်အခုလည်းစအောင်လုပ်နေတော့မပြီးသေးဘူးဆိုတဲ့ကိစ္စမျိုးဆိုရင် present perfect continuous tense ပုံသုံးမှာဖြစ်တယ်ဒါကြောင့်မို့ doctors have been doing okay next what time the first train leave ပထမဦးဆုံးရထားကဘယ်ကင်ထွက်မှာလဲဒါကဒီကျွန်တော်တို့အဲဘယ်လိုပြောမလဲဒီ time table နဲ့ပတ်သက်တာ regular schedule နဲ့ပတ်သက်တာမျိုးဆိုရင် present simple ကိုပဲကျွန်တော်တို့ကသုံးရမှာအဲ့တော့မေးခွန်းဖြစ်တဲ့အတွက် the first train ဆိုတော့ death လို့ခေါ်တဲ့ happy bag ကိုခေါ်ပြီးတော့မှ death the first train leave လို့ရေးပြမှာဖြစ်တယ်။နောက်ဆုံးစပြင်မယ်လို့ထင်တယ် the last one my hands are dirty because i garden the whole morning တမနစ်လုံးနော်တမနစ်လုံးသူဥယျာဉ်စိုက်ပြိုးနေတာဒါကြောင့်မို့ကျွန်တော်လက်တွေညစ်ပတ်နေတာဥယျာဉ်စိုက်ပြိုးတော့ပြီးတော့လည်းဖြစ်နိုင်တယ်မပြီးတည်းကလည်းဖြစ်နိုင်တယ်ဒီလိုမျိုးကိစ္စတွေဆိုရင်တမနစ်လုံးဆိုတဲ့အတွက်သူကဒီ PDO ကြီးကိုပဲပြောချင်တာကြောင့်မို့ present perfect continuous tense ကိုပဲကျွန်တော်တို့ကသုံးရမယ်ဒါကြောင့်မို့ i have been gardening ဟုတ်ကဲ့ဒါဆိုရင်အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်ဆွေပီတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါ ဒီ tense နဲ့ပတ်သက်ပြီးတော့မှအပြည့်အစုံကိုကျွန်တော် tense တစ်မျိုးချင်းစီကိုဗီဒီယိုတစ်ပုဒ်ကျွန်တော်လုပ်ပေးပါမယ်။ Okay နောက်ဗီဒီယိုမှပြန်လည်ဆုံးပြေးကြရအောင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။အပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြဖို့မေတ္တာရပ်ခံပါစေ။နောက်ဗီဒီယိုမှပြန်လည်ဆုံးပြေးကြရအောင်။ Bye bye ။